ချစ်တဲ့ချစ်တဲ့ပြောရင်ချစ်တဲ့စကားလာပြောရင်မစုခင်ကမင်းညွတ်မိရွှေတဲ့ဘဝင်။အိုးချစ်ဖို့ကောင်းမသိရင်ချစ်တဲ့တဲ့နှလုံးရှိရင်မိမတာဘဝမှုရွေးရခတဲ့ရှင်။ပြောရပေါ့နော်စစချင်းဒီလိုမျိုးမီလီယံတွေပါတဲ့နရက်တွင်ချီပါတော့ ဒါတာမီတွေငူကြတာမျက်ရည်မျက်ရည်တွေနဲ့တဲ့အိတ်လုံးငူကြတာပေါ့နော်။အာနဲ့ဝမ်တာအာရနဲ့ဆရာဦးမင်းစာနီကိုဖုန်းဆက်ပြီးတော့ဆရာဆရာတချင်းလေးကတော့လူမျိုးတနေ့ရက်တွင်းပေါ့နော်1 million ကျော်သွားပြီ။ဝမ်တာအာနဲ့ဖုန်းဆက်တော့ဆရာအေးတမီဆရာလဲဝမ်တာပါတယ်ဟော့။အေးညပါစင်အဲကြည့်ပြီးတော့ဆရာအသေးသေးထောင်ပါတယ်ပေးသေးတယ်။ဝမ်တာပါတယ် congratulation ပါဆရာတော့ပြောချင်ရတယ်ဟော့။တချင်းစပြီးဆိုတာကတော့တက်နစ်ကပေါ့နော်ဝါသနာပါတာတော့ငငယ်တည်းရဆိုတာပေါ့ ဝိုင်းနေနေဆိုတာကတော့တနစ်ခရေရစဆိုတာပါ။အရင်ကတော့တချင်းနေပါတယ်မလုံနိုင်တော့တမီးလေးစိတ်တမကြနဲ့အမ်တနည်းနည်းကြရင်တော့ကိုယ်မြေတောင်ရောက်မြောက်ပြီးမဲ့သူကတော့ရှိလာမှာပေါ့။အမတို့လည်းအားပေးနေတယ်ဒီလိုပဲတမီးတို့ကတော့ကိုပိုင်းတချင်းလှုပ်ဖို့တော့ကတော့စင်းရဲတော့မလုံနိုင်လေ။မလုံနိုင်တော့အဲ့တနည်းဟိုတမီးကတစ်တော့မှာအမင်္ဂလာဆောင်တချင်းတပုတ်တင်လိုက်တာတင်လိုက်တော့အကိုကြီးတေးစီအကိုကြီးတက်ကောအောင်ကိုယ်ဆက်သွဲလာတယ်ပေါ့ညီမလေးအင်းညီမလေးကအတန်ပါရမီကံလေးလဲပါတော့ကိုပိုင်းတချင်းလေးတွေပါလေလှုပ်ဖို့မရှိဘူးလားမထုတ်ဘူးလားပေါ့ လှုပ်ချင်တယ်ဒါပေမဲ့တမီးကဆင်းရဲတော့အဲ့လိုမျိုးမလုပ်နိုင်ဘူးဘလောက်တောင်ကုန်ကြမှာလဲပေါ့ညီမလေးတကယ်အဆိုးဆိုးတာပေါ့ဝါသနာပါလားဝါသနာပါတာပေါ့လို့အားနဲ့ညီမလေးအမေအမေဖေဒီရဲ့ဖုန်းနံပါတ်ပေးပေါ့အကိုကြီးတို့ဆက်သွယ်မယ်အဲ့လိုကနေပြီးတော့အကိုကြီးကနေပြီးဒီမာတလီအမှုပညာဝန်ဆောင်မှုစီခေါ်လာပေးတာပေါ့တခါမှတော့မမျောလင့်ခဲ့ဘူးအခုလိုဖြစ်လိမ့်မယ်လို့ဟုတ်ဘလိုကြောင့်လဲကိုကကိုကဒီလိုမျိုးဆင်းရဲတော့ပေါ့အလုံးနိုင်မှလည်းမဟုတ်ပါဘူးလေကိုကလှုပ်ချင်းပေးမဲ့လည်းမျိုးသိပ်ထားရတာပေါ့ပတ်စံတွေကလည်းမရှိတော့ထောက်မှတ်မဲ့အဲ့လိုမျိုးပေါ့ ပံ့ပိုးထောက်ပံ့ပေးမဲ့သူကလည်းမရှိတော့ပါဘူးဆိုရောဒီလိုမျိုးပဲသူများတွေကိုပိုင်တချင်းနေဆိုလို့ရှိရင်လည်းပွဲတွေဘာတွေတောင်းကိုပိုင်တချင်းရှိတဲ့အဆိုတော်တွေနဲ့စုံတယ်စုံတဲ့အခါကျရင်သူကတော့ခက်ချေချေပဲပေါ့ကို။အော်ကိုကတော့စိတ်အားငယ်တာပေါ့နော်ကိုမကတော့ကိုပိုင်တချင်းမရှိဘူး။သူတို့ကကိုပိုင်တချင်းရှိရကိုကိုခေါ်ခြင်းတလူမခေါ်ခြင်းတလူပေါ့။အဲနောက်ပိုင်းလည်းကြတော့အခုပံ့ပိုးပေးမဲ့သူကလည်းရှိလာတော့ကိုတွေ့တော့အဆင်ပြေသွားတာပေါ့။ဟုတ်။အဲ့တော့ကိုပိုင်တချင်းကတော့အခုဆိုရင်နှစ်ပုတ်ရှိပါလား။နှစ်ပုတ်ရှိပါပြီ။ဟုတ်။ဟုတ်ပထမတစ်ပုတ်ကကြတော့ ိုကြီးရဲ့ခလေးလိုလိုအမိရတဲ့တေးရေးဆရာကိုတက်ကိုအောင်ရေးထားပေးတာဖြစ်ပါတယ်ရှင်အခုတပုတ်ကကြတော့ချစ်လင်လာပြောရှင်လို့အမိရပါတယ်တေးရေးဆရာတော့ဆရာဦးမင်းဇာနီရေးထားပေးတာဖြစ်ပါတယ်ရှင်ကျင်ကျင်နာနာချစ်တက်မနော်ဖွင့်ပြောတင်တာပေါ့အကျဉ်နာမရင်ချစ်စစ်ဖြင်းဖွင့်ပြောတင်တာပေါ့တေးတေးချာချာဆန်းစစ်ပြီးမှချစ်ဖို့ခွင့်ပန်တော့ရီရီယာယာချစ်တက်မသာချစ်တလာမိပါနော် ချစ်တဲ့ချစ်တဲ့ပြောရင်ချစ်တဲ့စကားလာပြောရင်မစွတ်ခင်ကပဲညွတ်မိပြူအသေးဘဝင်ပြောရဲပေါ့နော်စစချင်းဒီလိုမျိုးမီလီယံတွေပါတဲ့နရက်တွင်ချီသွားတော့ဒါတာမီတွေငိုကြတာမျက်ရည်မျက်ရည်တွေနဲ့တဲ့အိမ်လုံးငိုကြတာပေါ့နော်အားနဲ့ဝမ်းသာအားရနဲ့ဆရာဦးမင်းစာနီကိုဖုန်းဆက်ပြီးတော့ဆရာဆရာတချင်းလေးကတော့ဒီလိုမျိုးနရက်တွင်ပေါ့နော်1မီလီယံကျော်သွားပြီဝမ်းသာအားနဲ့ဖုန်းဆက်တော့ဆရာအေးတမီဆရာလည်းဝမ်းသာပါတယ်ပေါ့အေးညဘက်ချင်းအဲကြည့်ပြီးတော့ဆရာအသေးထောင်ပါတယ်ပေးသေးတယ် ဝမ်းသာပါတယ် congratulation ပါဆရာတော့ပြောရှာတယ်ဟုတ်တချင်းလေးကတော့ကောင်းတယ်ဗောတော်တော်ဆော့လို့လည်းကောင်းတယ်သဘောကျတယ်ဗောမြင်းမြူးလေးနဲ့တချို့ကြတော့လေတော်တော် comment မှာဝေဖန်တာလေးလည်းရှိတာဗောအဲတချင်းကအယူမရဖမျှတချင်းပါကွာအဲဘာလို့ဆိုတာလဲဘာလဲဗောကွာဒီဝေဖန်မှုတွေတော့တိတ်ပြီးတော့အဲအာယုံမထားဘူးဗောနော်ကွာအကောင်ပြုသူတို့ဘောင်ချင်းချင်းမဲဖြစ်ဖြစ်ကဲရတာပဲဖြစ်ကိုကတော့ပြုံးပြုံးလေးပါပဲကိုလုံးမဲ့အလုပ်ကိုရှေ့ဆက်ပြီးတော့လုပ်ဖို့ပါပဲဟုတ်အနည်းဆုံးတစ်ပုဒ်ကမှတ်ထားဦးอืม အနည်းဆုံးဆုံးတစ်ပုဒ်ကမြက်မင်္ဂလာဆိုတဲ့တချင်းလေးရဲ့နောက်ထပ်တစ်ပုဒ်ကတော့မျောလင်းနေတော့မယ်ဆိုတဲ့တချင်းလေးနှစ်ပုဒ်ပေါ့ထွက်ဖို့တော့ရည်ရွယ်ထားပါတယ်။သမီးပထမဆုံးစပြီးထွက်ခဲ့တာတော့ကိုကြီးရဲ့ကလေးလိုတချင်းဒီတချင်းကိုအဲအနေအနေချင်းတော့မဟုတ်ပါဘူး။နည်းနည်းများများပေါ့။သဘောကျကြတယ်ဒီတချင်းကိုဒီချင်းသဘောကျကြတယ်။နောက်ပြီးဒီချစ်လင်လာပြီးချင်းတချင်းကိုကြတော့အကုန်လုံးလို့လို့ပေါ့နော်။မိပါသဘောကျကြတယ်။ကိုကိုလည်းလို့သဘောကျတဲ့အတွက်အားပေးတဲ့အတွက်ဝမ်းသာပါတယ်။အမ်ပြီးတော့ ီ TikTok မှာလည်းသမီးဒီချစ်လင်လာပြောရှင်တချင်းကို TikTok ဆော့ပေးကြတဲ့အကိုရီမတွေချစ်ရတဲ့မိသားစုတွေအားလုံးလည်းကျေးဇူးတင်ပါတယ်ရှင်အဲသမီးဒီနေရာထိရောက်အောင်အဲဟိုဘောနော်တင်ပေးတဲ့တေးဆရာကိုကြီးကိုတက်ကိုအောင်လည်းကျေးဇူးတင်တယ်ပြီးတော့ဒီချစ်လင်လာပြောရှင်တချင်းကိုရေးပေးတဲ့ဆရာဦးမင်းစာနီကိုလည်းကျေးဇူးတင်တယ်ပြီးတော့သမီးရဲ့တချင်းနှစ်ပုဒ်စလုံးကိုကင်တွေထုတ်လုပ်ပေးတဲ့အမဒလီအမှုပညာဝန်ဆောင်မှုကဆရာဦးမျိုးနဲ့ဆရာဦးတိပါနိုင်တို့လည်းကျေးဇူးအများကြီးတင်ပါတယ်ရှင်